အညာမှာရှိတဲ့ဟိုလူငယ်တွေကဒီအတောင်ပေါ်မှာလာပြီးတော့အသက်ပေးဆရာအကြောင်းမရှိဘူးဖန်ကတော့အဲဒါပေမဲ့အညာမှာရှိတဲ့ရေပေါ်လေးတွေအာဟိုကိုမရောက်ဖို့တဲ့အဲစပေးပန်းကချယ်ချယ်ချယ်ပွင့်တဲ့နေရာမှာလာပြီးတော့အာဒီအသက် ဟိုပဓာနာမထားပဲလွှမ်းမြောက်ဖို့ရတချိုးစားတယ်ဆိုတဲ့အရာကကျွန်တော်တို့2021ဒေါ်လာရေထိုးချက်ချက်ဖြစ်တယ်လို့အဲကျွန်တော်တို့ဒိုင်းသားချင်းဆိုတဲ့သူတွေကလည်းဒီကျွန်တော်ချင်းပြလွှမ်းမြောက်လို့ရှင်အဲကျွန်တော်အစီအပြီကအမြဲတမ်းပြောတဲ့ဟာကကျွန်တော်တို့ဟိုကောင်းမွန်တဲ့အင်ဂျင်ချင်းကိုကျွန်တော်ပိုင်ဆိုင်ခြင်းနဲ့ဟုတ်မှာကျွန်တော်ချင်းချင်းပြနေဆိုလို့ရှင်အဲစကိုင်းတိုင်းနဲ့ထိဆက်တယ် ရောတယ်တန်းနေလဲထိချက်တယ်နောက်ပြော်ဒီမကွေးတိုင်းနေလဲထိဆက်တယ်နောက်ပြော်ဒီဒီရခိုင်ပြည်နယ်နဲ့လဲထိဆက်တယ်ဆိုတော့အဲ့မှာရှိတဲ့လက်နက်ကင်တွေနဲ့ကျွန်တော်တို့ပူပေါင်းပါပဲပူပေါင်းပြီးတော့ကျွန်တော်လူအပ်လို့ရှင်ကျွန်တော်တို့အညာတွေတတ်မှာလဲကျွန်တော်တို့အာကျွန်တော်ရဲ့ပေါ်တွေလှုပ်ပြတော့ဒီဒီဒီမြန်မာနိုင်ငံကြီးပြည်ထောင်စု ပြန်လဲပြီးတော့အာဟာပေါ့ပြည်ထောင်စုအစ်စ်ကြီးပြန်လဲဖြစ်ပေါ်လာအောင်ကျွန်တော်ကြာရကဏ္ဍကနေအဲဆောင်ရွက်တော့ဖို့ကျွန်တော်တို့မှာတာဏိဌာန်ချတာလည်းရှိပါတယ်ဆိုတော့ အာဒေါ်လာပီတူတွေလည်းကျွန်တော်တို့အားပေးချင်တာကအာခုချိန်မှာကျွန်တော်တိုင်းသားမှာရှိတဲ့အာတိုင်းသားဒေသမှာရှိတဲ့တနက်ကိုင်တွေအတိုင်းသားဒေသထဲမှာပဲတိုက်တာမဟုတ်ဘဲနဲ့တကယ့်ကိုအဲလူအလုပ်ရှင်ကျွန်တော်အညာတွေတာမှာရဖြစ်ဖြစ်စကိုင်းမကွေးတိုင်းပြောနေတာမှာကျွန်တော်ဆက်လက်ပြောချစ်တတ်မှာပဲအလူအလုပ်ရှင်နေပြီးတော့ထိလဲကျွန်တော်ချစ်တတ်တော့ဖို့အာအာဖြစ်ပါမယ်ဒါပေမဲ့အခုချိန်မှာကျတော့အများကြီးအားကျပြီးတော့ပြောဖို့တော့မဟုတ်သေးဘူးပေါ့လေကျွန်တော်တို့ အာဒီမှန်ချက်ထားတာကတော့အလိုတော့ရှိတယ်အဲနောက်ပြီးတော့အခုအညာတွေတာမှရှိတဲ့လက်နက်ကင်တွေလည်းတောင်ပေါ်မှာလည်းတိုက်တာပဲဘေးနေရာမှာဆိုတိုက်တာပဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုပြောချင်တာကတော့ဒီအာဒီ2021ခုနှစ်ပေါ်ပေါက်လာတဲ့ဒေါ်လာကြီးပြည်သူတွေရဲ့ပါဝင်မှုတွေအတိပွင့်တွေကတော့ခု2014 2020ရာမှာအာမြင်နေရပြီပေါ့အာရင်တော့မှကျွန်တော်တို့နည်းနည်းပြောမယ်ဆိုလို့ရှိရင် စပေါ်ကစတော့က2017မှာစဖွဲ့စည်းခါစားတော့ကအဲကျွန်တော်တို့ဟိုဟိုဟိုဒီစစ်ကြောင်းထိုးတဲ့ကားတွေကို မိုင်းနဲ့မိုင်းနဲ့ဖောက်တယ်ပြစ်တယ်နောက်တော့ပြီးတယ်အဲ့လောက်အဆင့်ကနေ2023 2024လောက်2023လောက်ရောက်တဲ့ခါမှာစခန်းကြီးတွေကင်းစခန်းတွေကိုကျွန်တော်တင်ပိုက်နိုင်တဲ့အကြီးအဆင့်မှာကျွန်တော်တို့ရောက်တယ်ဒါမြတ်ခု2024 2025မှာဆိုလို့ရှိရင်တော့ခါလာရလိုမျိုးပုံစံ ပြောဟာကုန်းလိုမျိုးပုံစံနေပေါ့အာဒီ line အဆူတွေကပူပေါင်းမှုနဲ့တင်းပိုက်နိုင်တဲ့အရာတွေကိုကျွန်တော်တို့တီးပွင့်တွေကျွန်တော်အခုမြင်နေရပါတယ်ဒါတွေအကုန်လုံးကပြည်သူတွေရဲ့ဆူတောင်းပေးမှုပြည်သူတွေရဲ့ပါဝင်မှုပြည်သူတွေရဲ့စိတ်ဓာတ်တကြွမှုနဲ့အာဒေါ်လာကြီးမှာပါဝင်နေတဲ့အာလက်နက်ကင်ရဲဘော်တွေရဲ့အာတက်ကူပနာလာမှာထားပဲနဲ့တကယ့်ကိုစစ်ကူစစ်လက်တူအောင်တိုက်တဲ့ အရာတွေကြောင့်ကျွန်တော်တို့အောင်မြင်မှုတွေတဖြည်းဖြည်းကျွန်တော်တို့ရရှိနေတော့ကျွန်တော်မြင်တယ်ဆိုတော့2025 2026မတိုင်ခင်မှာတော့ကျွန်တော်တို့အများကြီးဒီထက်အောင်မြင်မှုတွေအာရရှိမယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ဟုတ်